တာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာဝါသနာပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့်မလို့အစီအစဉ်ကောင်းတွေကိုအမြဲတမ်းလက်မလွတ်တမ်းကြည့်ရှုရအောင်ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကဲအစီအစဉ်လေးကိုဆက်ကြည့်လိုက်အောင်အာကိုဒါ MBC ရဲ့ sixth anniversary ပေါ့ဒါကိုနှစ်တိုင်းလုပ်တယ်ကိုဗစ်တစ်နှစ်ပဲမလုပ်ဖြစ်တာပေါ့နော်ဒါနှစ်စဉ်နှစ်တိုင်း group တီထောင်ပြီးတော့အာပထမနှစ်မှာပဲဒါလုပ်ဖြစ်တယ်ဒါဒီ group တစ်နှစ်ပဲမလုပ်ဖြစ်တာဒါ အာ6နှစ်ပေါ့ 6th anniversary မှာဒါဟို gathering အချိန်လဲဆို9ချိန်မြောက် gathering ပေါ့နော်အော်ဒါတိုင်ညီလိုကိုလိုခင်းတဲ့တိုင်ခဲကော်ရီတာတွေအဲဒီနှစ်ကိုတခါပျော်ပျော်ရွှင်ရွှင်နဲ့တွေ့တယ်မဲတွေဖောက်ကြတယ်အာဒီတယောက်ကသူ့ကားခုတ်ကားတွေချိကြတယ်သူကဘာစုပြစ်တယ်အဲကိုကဘာစုပြစ်တယ်နောက်ဘာလေးတွေတော့ပင်ထားတယ်နောက်ဘာလေးတွေတော့ထွက်မှာအာဘာလေးတွေတော့2000အခုဆိုရင် 2020မှာတော့ဒါလေးတွေထွက်တော့ဝယ်ထားတယ်2023ကျရင်ဘာလေးတွေထွက်မယ်ဘာလေးတွေတော့ဝယ်မယ်ပေါ့နော်အဲ့လို plan လေးတွေဟိုညီကိုတွေရင်းနှီးနေစကားပြောဖြစ်တယ်မုတ်လေးဘာလေးစားမဲလေးဘာလေးပေါက်ရင်းနဲ့အာပျော်ရွှင်သွားတာဒီ gathering လေးကိုဖြတ်တန်းကြရတယ်ပေါ့နော်နေ့စဉ်အတန်းတိုင်းဒါ auto app ပေါ့18ပေါ့နော်ကိုဝယ်တော့တော့ဒီကောင်2သိန်း9000တောင်းလောက်ရှိပဲတွေ့လွန်ခဲ့တဲ့နှစ်လောက်တည်းကမဲဖောက်ဖို့ဝယ်ထားအခုတော့ပြောရင်တော့4သိန်းခွဲ9သိန်းဝင်းကျင်လောက်ရှိပဲပေါ့နော်ဒါကိုဒါ ဒီလို auto app ဖောက်ပေးတာတတိယချက်ပေါ့၃ချိန်ရခင်ရှေ့ရတယ်ဒီ auto app နှစ်ချိန်ကိုပေါက်ပေးဦးရေဒီမှာကတော့ဘယ်လိုလဲပြောပါတယ်ပေါ့ဘာသာပြောပါတယ်ပေါ့ဟုတ်တယ်ဆောင်းနေတယ်ရှိတာမီဒီယိုကြီးရအေးမောင်လေးရမ်းပြောပါလားမရသေးရလူပေးလိုက်မရသေးရလူပေးလိုက်ကားလေးထုတ်ပြလို့ရလားကိုရပါဘောတော်များမှာလေအေးကားလေးလည်းပါ ဒါဒီကနေနံပါတ်ဟို16ရောပေါ့ကျန်နေ။ဒါကတော့ကျန်နေတာ။အဲ့ဒါကဘာကြံနေလို့မသိဘူး။ဟောရှိမှာ။အဲ့ဒါကြည့်တာလေ။ဘာလို့ကြည့်ရလဲ။ဟုတ်ပါပြီ။ပြောတာပဲကြားတယ်။အော်။မိုက်တယ်။ကြည့်တာကြည့်တာ။ ကဲကိုဟိုဟာဒိုက်ကတ်ဆိုတော့ကိုဟိုပါခလေးကစားစရာရုပ်တော့မဟုတ်ဘူးပေါ့ခလေးကစားစရာကားလေးဆိုရင်တော့ဟိုဟိုဆော့လို့ရတဲ့အခြေအနေပေါ့ကွာဟိုတွန်းဆော့ပါညာအဲအဲ့လိုမျိုးအခြေအနေဆိုရင်တော့ဒါရိုးရိုးဟိုပါပေါ့ကစားစရာရုပ်လို့ပြောဒီဟာဒီဒိုက်ကတ်စီကြတော့ကိုဟိုပါပေါ့ဟိုသူ့ဟိုတကယ်ကအစ်အတိုင်းဟိုဒီတေးပိုင်းဆိုင်ရာပါညာပေါ့နော်အကုန်လုံးဟိုပုံစံထပ်တူနေပါပုံစံပေါ့သူ့စကေးနဲ့ဟိုပါဖြစ်ပြီးတော့လှုပ်ထားတဲ့ကားလေးကိုဟိုဒိုက်ကတ်ကားလို့ခေါ်ပါတယ်ကိုအဲ့လိုမျိုးတိုတာတို့နစ္စန်တို့ဟွန်ဒါတို့ပေါ့အဲ့လိုမျိုးသူ့ ထုတ်တဲ့ကားသူကားပုံစံတစ်ထပ်တည်းပေါ့ color sample ပေါ့ site တော့နည်းနည်းသေးသွားမယ်အဲ့လိုပုံစံမျိုးဘိန်းတွေအတွင်းငန်းတွေပါတယ်ဒီတေးဒီတေးကြည့်လို့ရအောင်ထုတ်ထားတဲ့ကားတွေထွက်ပါတယ်ဆိုအလားတူအဲ့လိုပုံစံမျိုးပါပဲသူ့မှာ 64K 43ပါညာပေါ့အဲ့လို scale size စုံနဲ့သူ့ဒီတေးအတိုင်းထုတ်ထားတဲ့ကားတွေကိုဟိုပါပေါ့ scale model ပေါ့အဲ့ဒါကို die cast ဆိုခေါ်ပါတယ်ကိုဒီဟိုလိုခလေးကစားစရာကားတွေနဲ့တော့မတူပါဘူးကိုအင်း ဟောအဲ့ဒါကျတော့ဒီလေဒီကိုရိုးရဲ့ update ကားလေးတွေပေါ့နော် update ကားလေးတွေကို order တင်ထားတယ်အဲ့ order တင်ထားတဲ့အချိန်ကားလေးရောက်လာတဲ့အချိန်မှာ unboxing လုပ်ရတာအဲ unboxing လုပ်ရတာကိုကလည်းအရင်ကြိုက်တဲ့ကားဖြစ်တယ်အဲ့ကားလေးကိုလည်းမျောနေတာ BO တင်ထားတာလေအခုမှရောက်တယ်ဆိုတဲ့ဟာအဲ့ unboxing လုပ်ရတဲ့အချိန်ကတော့ဒါ V ပေါ့နော်ဘလို့မှဒီဓာတ်ပုံလေးရိုက်ပြီးတော့မှဒါလေးကိုကြည့်ရင်အဲ့လိုမျိုးမနေ့ပိုင်းသွားယူထားရင်ညနေပိုင်းမှာ packing ဖောက်လို့ရှိရင်အဲ့ဒါလေး packing ဖောက်ပြီးတော့မှဒီရာလေးကိုကြည့်ရတဲ့ feeling ကတော့ဒါ corridor ရိုင်းရဲ့ feeling ပေါ့နော် ဒါဘာလို့လည်းမမလဲနိုင်ဘူးဒါကိုချက်တဲ့ကားလေးကိုဒီလိုဟာဖြစ်ရတာအဲ့လိုအမ်ဘောင်းစင်းလောက်ပြီးတော့ဖွင့်ကြည့်ရတဲ့ဟာကတော့ဒါဟိုဟာတိုင်ကက်သမားတွေရဲ့ဒါ V ဖြစ်ဆုံးကာလာလို့တော့ဟိုကိုကယူဆတယ်ကိုတို့ကအများသောအပြင်ကဒီမှာဒါရိုက်မရကြဘူးဒါရိုက်မရတဲ့ခါကျတော့ကိုတို့ကဘယ်အားမှားလဲဆိုတော့ကိုတို့ဟိုဟာနဲ့ဒီယိုရီးယားဘက်ကနေပြီးတော့မလေးရှားဘက်ကအရှင်ကူဘက်ကအဲ့လိုမျိုးတချို့အရင်တော့ဆိုရင် အမေရိကဘက်ကပါမှားတာရှိတယ်။တချို့ကားလေးတွေကဒီမှာဝယ်လို့မရဘူး။အဲ့အတွက်ကြောင့်အခုကားလာဆိုလို့ရှိရင်ငွေစည်းတွေအကြီးရဲ့ခါကြတော့ဒီဟိုပါပေါ့ exchange rate တွေများတဲ့ခါကြတော့လေအဲအရင်ကစုရဲကားလာတဲ့အခုကားလာဖြတ်တန်းတဲ့ corridor တွေကအရန်ခက်ခဲတယ်ပေါ့နော်။ဟိုအရင်တော့နှစ်စည်းဝယ်တာအခုတစ်စည်းပဲ short ဝယ်ရတာတို့အဲဒါ3စည်း3 3 3စည်းဝယ်ရမယ့်ဟာကိုတစ်စည်းပဲ short ဝယ်ရတဲ့ကားလာမျိုးတွေဖြတ်တန်းရတာပေါ့နော်။ဒီမှာ direct brand direct လာရောင်းတာတိတ်မရှိဘူး။ အဲ transit တွေဝဲတဲ့ဟာတွေများတယ်ပေါ့နော်အဲအဲ့ဒါကတော့မြန်မာပြည်ရဲ့ corridor တွေအခက်ခဲပေါ့။ဟောကြီးဒိုင်းကက်ကတော့ဟိုစိတ်ခံစားခြင်းနဲ့ဆိုင်တဲ့တော့ detail guideline မရှိပါဘူး။ detail guideline မရှိဘူး။ဟိုကိုယ့်ရဲ့စိတ်ဆန္ဒပေါ့နော် feeling လာတယ်ပေါ့နော်။ဟောဒီ hot wheel လေးကိုကြိုက်ရင် hot wheel လေး feeling လာတယ်။ inno လေးကိုကြိုက်ရင် inno လေးကို feeling လာတယ်။အဲအဲ့လိုမျိုးပေါ့။စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့မှဟိုအတင်းကြက်ဒီဘယ်ဟာစုရမယ်ဆိုတဲ့ guideline ဆိုတာမရှိဘူး။အဲပေါ့နော်။ဘယ်ဟာစုရလဲဆိုတော့ကိုကိုပေါ့ဒီဟာ feeling လာတယ်ပေါ့စိတ်ဆန္ဒလာတယ်ဟော။တိုမီကာ feeling လာရင်တိုမီကာလေးပေါ့။ အဲဟိုဘီတိုမီကာလေးကိုဘယ်လိုပုံစံလေးရှိမလဲစုံစုံလင်လင်လေးပေါ့နော်ဒီဟာလေးတိုမီကာနဲ့ပတ်သက်တဲ့ဟာလေးကိုနဲ့ကိုဘတ်ဂျက်နဲ့လည်းအဆင်ပြေတဲ့မွေအမောင်းနဲ့အဲကိုဒီဟာဟိုပေါ့အကွိုက်တာဘွားလည်းဟိုကြာကြာရှည်ရက်တီအောင်ဘာလေးဒီဟာဒီဟာစကေးလေးဆိုတိုမီကာအာဒီအင်စီတိုမီကာဆိုအင်စီတိုမီကာတည်တန်လေးပေါ့အဲတချို့ကအင်စီတိုမီကာ ဟိုဟာလေးပေါ့အဲပြိုင်ကားဆိုပြိုင်ကားပေါ့အဲ့လိုမျိုးတက်တက်ခက်ဟော်ဝီးဆိုလဲဟော်ဝီးဆိုရင်ဟော်ဝီးဘယ်လိုင်းလဲဟိုဟာပေါ့ off road ဆိုလဲ off road ride off road ကိုဘယ်လိုလေးတက်တက်တက်လေးစုမလဲ off road လေးစီလီလေးထွက်တဲ့ဟာမျိုးတွေဒါအဲ့ဟာတွေကလည်းအလွယ်ကူဝယ်လို့ရတဲ့ဟာမျိုးအဲ့လိုမျိုးလေးပေါ့အဓိကကတော့အဲ့ဒါပဲဟောဒီဒေးခိုင်ဟိုဟာဟိုဟာပေါ့ new corridor အနေနဲ့ဒီဒေးခိုင်လိုင်းဆိုတာလည်းမရှိဘူးကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့မှလွတ်လပ်စွာကိုယ့်စိတ်ခံစားချက်နဲ့စုဟိုဟာစုလို့ရပါတယ်ဒါဟိုဟာပေါ့နော်ဒီ guideline တည်တဲ့တော့မရှိပါဘူး အဲကျွန်တော်ဒီဒိုင်ကက်ကော်လက်တာတွေနဲ့ရတော့ရင်းနှီးတော့ကြာပြီပေါ့ကျွန်တော်တို့ဒီကျွန်တော်ကအရင်ကစိုင်ကယ်လေးတွေစုတာကိုအဲ့တော့စိုင်ကယ်လေးတွေစုတာမှာတဆင့်ဒီဒိုင်ယိုရမ်းမလောက်တာဘက်ကိုပြောင်းသွားတာပေါ့နော်အဲ့တော့ဒီကော်လက်တာတွေနဲ့ရတော့အများအားထိတွေ့ပြီးတော့ရင်းနှီးနေပါတယ်ကြာပြီပြီးတော့သူတို့အတွက်ဒီဒိုင်ကက်လေးတွေနဲ့တွဲထားဖို့အတွက်ဒိုင်ယိုရမ်းလေးတွေဒီ display လေးတွေဟိုလုတ်ဖြစ်လုတ်ပေးဖြစ်တယ်ပေါ့နော်ဟိုကိုကိုတိုင်အတွက်ကောအဲသူတို့ကော်လက်တာတွေအတွက်ကောလုတ်ပေးဖြစ်နေတဲ့အတွက်ဒီကော်လက်တာတွေနဲ့ကျွန်တော်နဲ့ရတော့ဟိုရင်းနှီးရင်းနှီးနေတယ်ပေါ့နော်ထိတွေ့နေတယ်ပေါ့ဟုတ်အဲ့လိုပါပဲကြာဟုတ် Oh. Mm. အဲဒါကော်ရီတာရဲ့ညီလေးစိတ်ခံစားချက်ပေါ့နော်တချို့ကဒီဘီဘီကာတချို့ကအခုက best ကို feeling လာရင်အဲ best က brand လေးတွေရှိတယ်ပြိုင်ကားကို feeling လာရင်ပြိုင်ကားက brand လေးတွေစုတယ်။နောက် Oakless ဆိုရင် Oakless ကို feeling လာရင် Oakless ကဟာလေးတွေ brand လေးတွေစုတယ်။ဒါကတော့ကော်ရီတာရဲ့စိတ်ခံစားချက်ပေါ့ညီလေးဒါဒီဟိုသူတို့သုံးနိုင်တဲ့ budget နော်သူတို့သုံးနိုင်တဲ့ budget ကဲသူတို့သုံးနိုင်တဲ့ငွေကြေးသူတို့ရဲ့စိတ်ခံဘယ် brand ကိုကြိုက်လဲ ပြိုင်ကားမှာဆိုရင်ဘာလေးတွေစုမယ်เนาะအဲ track လေးတွေစု track track line ဆိုရင် four way track line อ่ะတက်တက်ပေါ့เนาะအဲ့လိုမျိုးလေးပေါ့ဒီဟာစိတ်ခံစားခြင်းနဲ့ပေါ့เนาะဒီကောဒါတယောက်နဲ့တယောက်နဲ့စိတ်ခံစားချက်ကမတူဘူးပေါ့เนาะ best feeling လာရင်ဒီ best line လေးသွားတယ်เนาะ hot wee ဆိုလို့ရှိရင် hot ကိုလို့ဆိုရင်အဓိက basis က hot wee တော့ hot wee ကို feeling လာတော့အဓိက hot wee ကိုအဓိက hot wee စိတ်ကြိုက် basis နဲ့အာ hot wee real rider ကိုအဓိကထားပြီးစုစုဖြစ်တယ်နောက်ပြီးတော့ hot wee din transport တွေစုတယ်ပေါ့เนาะအဲ့လိုပဲအခြား corridor တွေကလည်း real rider line သွားတယ်နောက်တချို့ကျတော့ movie series တွေဆိုကြတယ်ဟော FNF တွေ movie series တွေဆိုကြတယ်အဲအဲ့လိုပေါ့သူတို့တယောက်နဲ့တယောက်နဲ့တော့မတူမတူကိုယ့်ရဲ့ budget ကိုယ့်ရဲ့ feeling နဲ့အမျိုးကိုပေါ့အမျိုးအစားတွေကွာပြီးတော့မှပဲတယောက်နဲ့တယောက်အဲဒီဒါဒီပွဲမှာじゃစုံတာပေါ့နော်ကိုကပါစုတယ်သူကပါစုတယ်အဲအဲ့လိုမျိုးလေးတွေအစုံတွေ့ရတယ်သူသူကလည်းဘယ်ဘယ် brand brand zone နဲ့အဲ character တွေစုရဲ့လူအမျိုးမျိုးအမျိုးပုံစံမျိုးကိုဒါအစုံတဲ့အချိန်ကြရင်တွေ့ရတာပေါ့နော် gathering မှာတော့အကိုကတော့အဓိကတော့ဒီဟိုဟာ howie ပေါ့ ဟော်ဝီကိုအဓိကစားစုတယ်။နောက်ညီမပြည့်ရဲ့ Garen ကလည်းဟော်ဝီကနံပါတ်1ပဲ။ဟော်ဝီစုတဲ့ Garen ကညီမပြည့်ရဲ့ Corridor ရဲ့75%လောက်ကဟော်ဝီစုတယ်။နောက်ညီမပြည့်ရဲ့ Corridor ရဲ့ budget နဲ့ရောနောက်ပြီးတော့ဟိုဟိုဘောဒီဟာရနိုင်တဲ့ဟိုဟာတွေကဟော်ဝီကအဓိက Garen ဖြစ်တယ်။နောက်ပြီးတော့ကိုကဒီဟော်ဝီ Real Rider နဲ့ဟော်ဝီ Real Rider CD တော်တော်များများရဲ့ဟော်ဝီရဲ့ Reader CD တွေက Twin Transport ရဲ့ကိုအဓိကထားပြီးတော့စုတယ်။အဲဒီကတော့ညီမပြည့်မှာ second အနေနဲ့ပြောရရင်တော့ Tomiga ပေါ့နော်။ ဟော်ဝီနဲ့ဒိုဝီကဒိုမီကာကတော့ဒါမြန်မာပြည်ကတော်တော်များများဟော်ကွိုက်တာတော်တော်များများအဓိကထားပြီးစုတဲ့ကားမျိုးအစားတွေပဲပေါ့နော်ဝါဒနာဆိုတာညီကိုရွေးချယ်တဲ့ line လေးပေါ့နော်အခုမှဆိုရင် dial သမားလေးဆိုလဲ dial ပေါ့နော်ဒီ dial လေးတော့မှဟိုခက်ဒီဟာလေးကိုဓာတ်ပုံရရတာဒါလေးကိုကြည်ညိုလို့ပေါ့ဒီကိုတို့ဒီဒီကားပေါ့ကားဆိုတာဒီမွေချစ်တန်မိုးနဲ့တော့မဆိုင်ဘူးပေါ့နော် ဘယ်လိုကားမျိုးဆိုဟော်ဝီ real rider ဖြစ်ဖြစ်ရိုး basic rider ပဲဖြစ်ဖြစ် corridor လက်ထဲရောက်လို့ရှိရင် corridor ရဲ့စိတ်ခံစားချက်ကဒီကားပေါ်မှာအရန်ခံစားပြီးတော့အရန်တက်ဝင်နေလို့ရှိရင်ဒါဟောပါပဲတတီတီဒါဝါသနာပါပဲဒါတန်ဖိုးနည်းတယ်များတယ်မဟုတ်ဘူးဒီ corridor တယောက်ရဲ့စိတ်ခံစားချက်နဲ့ corridor တယောက်ရဲ့တန်ဖိုးထားမှုပေါ်မှာမူတည်ပြီးတော့မှဒီဒီကားလေးတွေရဲ့စိတ်ခံစားချက်ဖြစ်တာပါ ဒါ MDCA အနေနဲ့ဒါမြန်မာနိုင်ငံမှာလူဦးရေအများဆုံး group ဖြစ်လို့ group တက်တန်းကလည်း6နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဒီနှစ်စဉ်နှစ်တိုင်းလဲဒီလိုပြောရှင်စရာ gathering ပွဲလေးတွေလုပ်နေတဲ့အတွက်ကြောင့်မို့ဝတကယ်ဝါသာရှင်ညီကိုတွေ group စည်းကမ်းနဲ့လိုက်နာမယ်ဆိုလို့ရှင်အချိန်မွေး MDCA ဟို group ကို join လို့ရပါတယ်เนาะတိုင်ခဲ့ဝါသာရှင်နဲ့ဝါသာရှင်ဒီ hobby channel ကို page မှာရှိတဲ့ဟိုဝါသာရှင်အားလုံးကိုလည်းเนาะတော့ဒီ MDCA ကိုစားတော့ admin ကိုစရာမြင့်ရနေပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ page ကိုလည်းကျွန်တော်တို့ group ကိုလည်းဝင်လေ့လာလို့ရပါတယ်